ရှမ်းနီလူငယ်များအဖွဲ့ချုပ်ပနာမညီလာခံကနေဆွေးနွေးလို့ရတဲ့အချက်အလက်တွေကိုအခြေခံပြီးရှမ်းနီလူမျိုးတို့နေထိုင်တဲ့ဒေသဖွံ့ဖြိုးတိုးတက်အောင်ကြိုးစားသွားမယ်လို့ရှမ်းနီလူငယ်များအဖွဲ့ချုပ်ဥက္ကဋ္ဌကပြောပါတယ်ငိမ့်မိုးတော်သတင်းပေးပို့ထားတာပါခင်ဗျာရှမ်းနီတိုင်းရင်းသားတွေနေထိုင်တဲ့ဒေသတွေမှာတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရှမ်းနီတိုင်းရင်းသားတွေရဲ့ရှေးဟောင်းယဉ်ကျေးမှုတွေကိုပြန်လည်ဖော်ထုတ်တာတွေနဲ့လူငယ်တွေမှုရေးစေတုံးဆွဲမှုတွေပါပြောင်းအောင်ကွင်းစင်းဆောင်ရွက်တာတွေကိုပြုလုပ်သွားမယ်လို့ရှမ်းနီလူငယ်များအဖွဲ့ချုပ်ဥက္ကဋ္ဌကပြောခဲ့တာပါ ဒီကတော့ကျွန်တော်တို့ဗာလဲဆိုလို့ပြင်ကျွန်တော်တို့ဒေတာအသီးသီးမှာရောက်နေတဲ့လူငယ်တွေကျွန်တော်တို့ကဒီတော်တော်များဝေဝါးနေကြတာရှိတယ်။အဲ့တော့မူကြီးစေဝါနဲ့ပတ်သက်လို့ကျွန်တော်တို့များလည်းကျွန်တော်တို့ပြသနေတာရှိတယ်။အဲ့တော့ကျွန်တော်တို့ကလူငယ်တွေဘာလို့ကြာမလဲပေါ့နော်။ဒီကျွန်တော်တို့လူမျိုးစုချမ်းနေလူငယ်တွေကျွန်တော်စောင်းဆောင်နိုင်တဲ့လုပ်နိုင်တဲ့တနည်းအားဖြင့်ကျွန်တော်တို့လူငယ်တွေရဲ့ capacity ကိုကျွန်တော်မြင့်ဖို့ပေါ့။အဲ့တော့ဘာလို့လုပ်ကြာမလဲ။အဲ့တော့အဲ့တော့ပြန်စစ်စားတဲ့အခါမှာကျွန်တော်တို့ဒီပညာရေးရှိတယ်၊ကျမ်းမာရေးရှိတယ်ကျွန်တော်တို့သဘောပေါက်ဝင်ကြီးရှိတယ်။အဲ့ကျွန်တော်တို့ခုနပြောတဲ့ဒီ ဒီလူတိုင်းတိတိဥရိယရှိတယ်အဒီကိစ္စတွေကိုကျွန်တော်တို့ကအဓိကဆွေးနွေးပြီးတော့မှဒါတွေကျွန်တော်တို့လုံဆောင်ဖို့ညီလာခံလေးကိုကျင်းပတာပါရှမ်းနီလူငယ်များအဖွဲ့ချုပ်ရဲ့ပနာမညီလာခံကိုမန်လေးမြို့မဟာအောင်မြင်မြို့နယ်တဲကဗမော်ကျောင်းတိုက်တတ္တမဝေပုံလာကျောင်းထဲမှာဇူလိုင်လ15ရက်နေ့မနက်ကစတင်ကျင်းပနေတာပါအခုကျင်းပတဲ့ရှမ်းပြည်လူငယ်များအဖွဲ့ချုပ်ရဲ့ပနာမညီလာခံကိုမြို့နယ်16မြို့နယ်ကရှမ်းပြည်လူငယ်တရာကျော်တက်ရောက်ခဲ့ကြပါတယ် တို့ဒေညီလာကငါနေမှလူငယ်တွေညီညွတ်မှုအားကိုကျွန်တော်တို့တိဆောက်မယ်။ဒီကနေမှကျွန်တော်တို့ကဒီပေါ့နော်တဘောပေါင်းချစ်ဆိုင်ရာကိစ္စတွေ၊မွေစည်းဝါးကိစ္စတွေ၊နောက်ကလေယာဉ်ပြဿနာတွေ၊နောက်ရည်ချင်းမှုဆိုင်ရာကိစ္စရပ်တွေကိုကျွန်တော်တို့ကဒီမှာဆွေးနွေးကြမယ်။ဆွေးနွေးကြမယ်ဆိုတော့ဒီကဆွေးနွေးချက်ပေါ်အမူတည်ပြီးမှကျွန်တော်တို့ဒေတာကိုပြန်လိုက်တာကြောက်ရှင်။မွေစည်းဝါးဆိုလို့ရှိရင်လည်းကျွန်တော်မွေစည်းဝါးနဲ့ပတ်သက်ပြီးတော့ပေါ့နော်၊ပညာရေးကဏ္ဍတွေ၊နောက်တော့တာစီရေးကဏ္ဍတွေကိုကျွန်တော်ဆောင်ရွက်တော့မယ်။ဘောပေါ်ချင်းကဏ္ဍဆိုလို့ရှိရင်လည်းအဲ့လိုပဲ။ဘောပေါ်ချင်းနဲ့ပတ်သက်ပြီးမှဟိုကနေပြီးမှဖြစ်ဖြစ်နေတဲ့ဥစ္စာတွေကိုတာစီလို့ရတာ ာစီမယ်ကျွန်တော်တို့ဒီပေါ့နော်အသိပညာပေးတဲ့လုပ်ငန်းတွေကိုလည်းလုပ်ကောင်းမယ်ရှမ်းပြည်လူငယ်များအဖွဲ့ချုပ်ပထမညီလာခံကိုဇူလိုင်လ15ရက်နေ့ကနေ18ရက်နေ့ထိ3ရက်ကြာကျင်းပနေတာဖြစ်ပါတယ်။ကျွန်တော်ငိမ့်မိုးအောင်ပါ။